ပြည်သူတွေကဗျာကျွန်တော်လေရင်ဝဲနေပြီးအိမ်ခေါင်ဘိုးဘွားတက်တက်ဝဲနေတာလိုင်းပြီးတဲ့အခါကျရင်လိုင်းလွင်တာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကွန်ရက်စာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နက်ကြီးကျသွားတယ်အဲတို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာဒီစစ်ရှုံးကောင်စီကကောင်တွေကတန်းတိနေရတာပေါ့နော်ဒီအကြောင်းတွေကိုတန်းတိနေရတဲ့အခါမှာဥပမာလက်နက်ကြီးကျသွားတယ်စေးုံနားလေးမှာပဲကျသွားတယ်ဆိုလို့ရှိရင်အာဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက်ပြစ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့ အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့အစီရေးနေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော်သိတဲ့အခါမှာအဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီကိုပြန်ယူလာပြီးတော့ဖုန်းတွေအကုန်သိမ်းသွားဘယ်လောက်တောင်သိမ်းလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နဲ့တူတယ် ဖုန်းနေခဏပေးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starling ကတဆင့်ဒလန်တွေကစီရီသတင်းတွေပေါက်ကြားပြီးစစ်ကော်မရှင်တက်လေးချောင်းတိုက်ခိုက်နေကြောင်းကိုတွေ့ဖြစ်ရတဲ့အတူကိုပိုးလေးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာဒီ Starling ကိစ္စနဲ့ပတ်သက်ပြီးရှေ့မှာအညာမှာပါပဲအညာမှာရှိတဲ့ညီမတယောက်ကကျွန်တော်ကိုလွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကဆက်သွယ်တယ် ကျွန်တော်တို့ရဲဘော်ညီကူတွေကဒီ Starling ကိုလာပြီးတော့တို့အိမ်မှာရှိတဲ့ Starling ကိုလာရောက်ပြီးတော့တိမ်းသွားတယ်ပေါ့နော်တိမ်းသွားတယ်ဆိုတော့အခုတိုင်းကျော်တို့အနေနဲ့လူမှုကွန်ရက်စာမျက်နှာပဲဖြစ်ဖြစ်တခြားတစ်ခုခုပြောပြပါလားဆိုပြီးတော့အဲကျွန်တော်လာတောင်းဆိုတယ်အဲ့ဒီခါမှာကျွန်တော်ကစုံစမ်းလာပေါ့နော်တရင်တက်ဖွဲ့တွေလာရောက်သိမ်းသွားရဲဆိုတရင်တက်ဖွဲ့ကိုအနေငယ်စုံစမ်းကြည့်လိုက်တဲ့အခါမှာအကြောင်းရင်းအမှန်ကိုကျွန်တော်သိရတယ်အဲ လုံခြုံရေးပေါ့အဓိကတော့လုံခြုံရေးပါပဲလုံခြုံရေးအကြောင်းရင်းအမှန်ကိုသိရတဲ့အခါမှာအဲ့ညီမကိုကျွန်တော်ညီမဒါဆိုဒါဆိုကိုစုံစမ်းကြည့်တယ်လုံခြုံရေးအရာအရန်ပေါ့နော်ဒီ line ရှိတဲ့အခါမှာတချို့ပြည်သူတွေရဗျာကျွန်တော်အလေရင်ဝဲနေပြီးအိမ်ခေါင်းဘိုးပေါ်ကတက်တဲ့ဝဲနေတာ line ပြီးတဲ့အခါကျရင် line လွင်တာမဟုတ်ရင်တော့မှကျွန်တော်တို့လူမှုကစာမျက်နှာမှာတင်တာမျိုးတွေရှိတယ်လက်နဲ့ကြီးကြသွားတယ်တို့နားလေးမှာပဲဆိုတဲ့ဟာမျိုးမှာ ဒီစစ်ရှုံးកောင်စီကောင်တွေကတန်းတိနေရတာဗောနော်ဒီအကြောင်းတွေကိုတန်းတိနေရတဲ့အခါမှာဥဥပမာလက်နေကြီးကြသွားတယ်စေးုံနားလေးမှာပဲကြသွားတယ်ဆိုလို့ရှိရင်အာဒါဆိုမထိသေးဘူးထိအောင်ပြစ်မဲ့ချိန်သားကိုက်ပြစ်တဲ့ဟာမျိုးတွေရှိတဲ့အခါကျတော့အဲဒီ line မိတဲ့ပြဿနာနဲ့ဒီ starling ပြဿနာနဲ့စစ်ရေးနေရတော်တော်ကင်တွေရတာရဲဘော်တွေတာဝန်ရှိတဲ့လူတွေပါအနေအရန်များပါတယ်ဒါကြောင့်တိန်းတာဖြစ်တယ်လို့ကျွန်တော်သိတဲ့အခါမှာ ပြန်ဆက်တယ်ပြီးတော့သူ့ရှင်းပြတယ်ရှင်းပြတယ်ပေါ့နော်နောက်ဘယ်တော့မှမကြောက်ဘူးအဲစတာလင်ကိုလာပြီးတော့ပြန်ပေးသွားတယ်ဆိုတော့ဒီကိစ္စတစ်ခုကဒါဘယ်သူမှမသိဘူးကျွန်တော်လည်းတုံတန်ပြောခဲ့တာပေါ့နော်ဒီဒီကကျွန်တော်တို့အချင်းချင်းပဲသိတယ်ပြည်လေသွားတယ်ဆိုတော့အဲကျွန်တော်တို့ပြည်သူကမွေးဖွားတဲ့ပြည်သူရင်းနေတဲ့နှလုံးသားတွေကတက်မတော်ဖြစ်တယ်ပြည်သူရဲ့သားသမီးတွေဖြစ်တယ် PDS ဆိုတာလေအဲပြည်သူပြည်သူရဲ့ ပြည်သူကြားထဲကမွေးလာတာပဲလေနော်အဲမေပြည်သူရင်ဝင်တဲ့ကအမေတွေရဲ့သားတွေတမီးတွေအဲဖြစ်တဲ့အတွက်ပြည်သူဥစ္စာပစ္စည်းကိုလွဲသွန်းစားမလုပ်ဘူးဆိုတာကျွန်တော်ယုံကြည်တယ်အခုဖြစ်တဲ့အဲနားလည်မှုလွဲတဲ့ရုပ်တံဖိုင်ကိုကြည့်ရတဲ့အခါမှာအဲကျွန်တော် Starling အတွေ့အကြုံနဲ့ပြောရရင်ကျွန်တော်တို့ကဟိုစုံမနယ်မြေကြီးလွံ့မြောက်နယ်မြေကြီးမှာကျွန်တော်၃နှစ်နီးနီးတောထဲမှာနေဘူးလားကရန်ယူမာရဲ့ ဂရိနီမာရယ် KNU မှာကျွန်တော်တို့တော်ရဲရောက်ခါစားမှာဘာမှမသိဘူးလေကျွန်တော်တို့ကဒီစည်ရီးတို့လုံကြုံရီးတို့ဘာမှမသိဘူးမသိတဲ့အခါမှာဆိုတော့တနက်လွယ်ပြီးတော့တပ်ဖုံရိုက်တာတို့ကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်လက်ပြပုံကင်ထားတဲ့ပုံဆိုလို့ရှိရင်အရန်အဲ့ဒီလူကြီးတော်လည်းအစမှာအရန်ဟော့တယ်ပေါ့နော်အဲ့ဒီအခါမှာတရက်မှာကျွန်တော်တို့ရှိတဲ့လူ100လောက်စီကိုကဲကြီးကလာပြီးတော့ဖုန်းတွေအကုန်သိမ်းသွား ဘလောက်တော့သိလဲဆိုတော့ကျွန်တော်တို့နှစ်လကျော်သုံးလကကတော့မကအောင်နေတူတယ်ဆိုတော့အိမ်လည်းလည်းအဆက်အသွယ်မရအဲကျွန်တော်တို့ラインပေါ်မှာချိတ်ဆက်ထားတဲ့ရဲဘော်ရဲဘက်တွေနဲ့လည်းအဆက်အသွယ်မရအဲနောက်ဘာမှလည်းနှစ်လတွင်းတွင်းမှာ line လည်းမရှိအဖုန်းလည်းမသုံးပါဆိုတော့တော်တော်ကိုစိတ်ထဲမှာခံပြင်းတာပေါ့နော်ခံပြင်းတဲ့အခါမှာအာနာရှင်ကိုမကြိုက်လို့တော်လန့်နေတာအာနာရှင်ဆန်တယ်ဆိုတော့စကားမျိုးတွေတို့ကျွန်တော်အများကြီးပြောပြောပြတာပေါ့နော်အဲ ။နောက်ကျွန်တော်တို့ဖုန်းတွေပြန်ရတဲ့အချိန်နောက် line ကောင်းကောင်းသုံးရတဲ့အချိန်ရောက်တဲ့အခါကျမှအခုတော်လိုင်းကာလမှာအခု၄နှစ်အတွင်းမှာတော်လိုင်းနေပြီတွေသွားတဲ့အခါကျမှသိတယ်။အဲ့ဒီအချိန်ကဖုန်းတွေခဏပေးသုံးထားတဲ့အခါမှာဒီကျွန်တော်တို့နားလေးမှာကျွန်တော်မမြင်နိုင်တဲ့အဲမှာပြဿနာဒလန်နေပါဒလန်နေဒလန်နေရှိတာပေါ့နော်ရှိတဲ့အခါမှာဘသူ့ဒလန် အဲဘယ်သူကတော့ဆုံးသွားလို့စီရေးတဲ့တင်းနေပေါက်ကြားလာဆိုတဲ့ဟာကိုမပြောဘဲနဲ့ကိုပါလို့ကိုနီးကိုဟန်နဲ့ဒီကရိုင်းယူကခေါင်းဆောင်တွေကဖြည့်ရှင်းပြီးတော့ကျွန်တော်ဖုန်းတွေတင်ထားလိုက်လို့ဒါအဲ့တုန်းကကျွန်တော်တို့မှာအထိခိုက်အရှာလာနေတာအဲ့လိုဖုန်းတွေတင်ပြီးတော့မကြသေးတဲ့အချိန်မှာကျွန်တော်တို့နေတဲ့နေရာနဲ့နီနီလေးအဲတမိုင်ပတ်ချာလဲနှမိုင်ပတ်ချာလဲလောက်ကိုလက်နက်ကြီးတွေနဲ့ပြစ်ပြီးတော့အင်အား ခန့်မှန်80တရာလောက်နဲ့စက်ကြောင်းထိုးလာတယ်။ဆိုတော့ဒီဖုန်းလိုင်းမီတာရဲ့ဒီဖုန်းရဲ့ပြဿနာအများကြီးရှိတယ်ဆိုတာကျွန်တော်ဒီဒေါ်လာကြီး3-4နှစ်နေတော့မှသိတာ။ဆိုတော့တခြားတက်မှာတခုမှလည်းအဲ့လိုပဲဒီရဲဘော်ရဲ့အတူတင်တန်းစင်းတင်တန်းတူတူတက်နေတယ်အဲမှာစစ်ကောင်စီကဘူအစ်င့်လောက်ရှိတဲ့စစ်ကြောင်းမှုအစ်င့်ဘူအစ်င့်လောက်ရှိတဲ့တကောင်ပါလာတာပေါ့နော်။ပါပြီးတော့အဲ့ကောင်ယူကြည့်လို့မယ်ဆိုပြီးတော့ ရန်ကုန်ခဏပြန်သွားပြီးတော့စစ်ကြောင်းလိုက်ကြီးခွေးတွေကိုပြန်ခေါ်လာတာသူတင်တန်းတက်ခဲ့တဲ့နေရာသူကြက်စားခဲ့တဲ့ရဲဘော်တွေနဲ့အတူတူနေတဲ့နေရာမှာဒါမျိုးလောက်တာတွေကလိုင်းမိတဲ့အခက်အခဲရှိတဲ့အခါမှာအရန်ပြဿနာရှိတယ်ဒါကျွန်တော်ကိုတွေ့တွေပါကျွန်တော်လှုပ်ကြံလီစေပြီးပြောနေတာမဟုတ်ကျွန်တော်ကိုတွေ့တွေဖြစ်တယ်အဲအဲ့တော့ကျွန်တော်ဘုဘကိုပြန်သွားအောင်ပါအဲကျွန်တော်တို့ဂရီနီမှာနေတဲ့အခါမှာလဲ အဲ့လိုပဲဒီကောင်ဒီကားဝက်ရှော့တွေဥမာဗျာကားဝက်ရှော့တွေရှိတယ်ပဲထားလိုက်ပါတခုခုပေါ့နော်လူစုလူတွေရှိတဲ့နေရာတွေမှာပြည်သူတွေကြီးပဲနော်ဒီ Starling ကိုအချိန်ပိုင်းသုံးရတဲ့နေရာတွေမှာလူစုလူတွေရှိပြီဆိုတာနဲ့ဒီကောင်ကပြည်သူပြစ်မှတ်ထားပြီးတော့လေနဲ့လာကျဲတယ်အဲပြီးွားတော့မှဒါရဲဘော်တွေပဲဆိုတဲ့ဟာမျိုးလုတ်တဲ့အခါကျတော့စည်ရေးတခုခုပေါ်ဆောင်မယ်ဆိုလို့ရှိရင်ဒီ Starling ပြဿနာ line ခက်ခဲရ line ရှိတဲ့အခါမှာသွားလို့ကျွန်တော်တို့ဒလန်နေတဲ့တင်းပို့တာတော့ တိုက်ပွဲဖြစ်နေတဲ့အခြေအနေကိုချက်ချင်းတင်တာတို့အရန်စီရေးအတွက်အနေများပါတယ်ဒါကြောင့်အခုလေအကြောင်းတစ်ခုခုကြောင့်ကျွန်တော်တို့ရဲဘော်တွေဒီ Starling ကိုထိမ့်သိမ်းထားတယ်လို့ထင်ပါတယ်။အဲပြန်ပြီးတော့လေပြည်သူနဲ့ပြည်ပေါ်မြို့တဲ့စစ်ကောင်စီအထူးတပ်ဖွဲ့အချို့ဝင်ရောက်နေ စစ်ကောင်စီတပ်ကပြန်လည်ထိုးစစ်ဆင်နေသည့်ရှမ်းပြည်မြောက်ပိုင်းတီဘောမြို့နယ်အတွင်းသို့စစ်ကောင်စီတယောက် जा အထူးတပ်ဖွဲ့ဝင်အချို့ဝင်ရောက်နေပြီဖြစ်ကြောင်းတီဘောမြို့ခံများကပြောသည်။ယမန်နေ့အောက်တိုဘာ14ရက်ကစစ်ကောင်စီကဘောကျိုရွာနှင့်တီဘောမြို့ကြားပြည်တော်စုလမ်းမပေါ်ရှိရွာလေးရွာကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ပြီးမြေပြင်ရှိပင်မစစ်ကြောင်းမှလည်းတီဘောမှ၃မိုင်သာဝေးသည့်နာခဲရွာသို့ရောက်ရှိလာခဲ့ပြီးနောက်အထူးတိုက်ခိုက်ရေးတပ်အချို့တီဘောမြို့စုံတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်းဒေသခံများ ဒါကပြောသည်ကွန်မန်ဒိုတွေလို့သိရတယ်မြို့ထဲတော့ TNA အချို့ရှိသေးတယ်စစ်မရှောင်တဲ့ပြည်သူတွေလည်းရှိတယ်အများစုကတော့တီဘောတရားတစ်ဖက်ကိုကံဘတ်ခုမှရှောင်ကြတယ်ပြစ်ခတ်မှုကတော့ရှိတယ်ဟုပန်းတိန်တောင်ရဲ့နေသူတဦးကမဲခေါင်သူပြောသည်တီဘောမြို့ပေါ်ရက်ွက်များမှာတောင်မြို့မိယထမြန်မာရဲ့အနောက်ရဲ့မြို့လေရဲ့အုတ်ချင်းရဲ့ဈေးရဲ့ရွှေချောင်းရဲ့ပန်းတိန်မြောက်ပန်းတိန်တောင်နဲ့ရခင်တီဘောထောင်ရှိရာဇက်စုရက်တို့ဖြစ်ပြီးစစ်မရှောင်နိုင်သူအနေငယ်မှအပါအလုံးနီးပါးစစ်ရှောင်ကုန်ကြပြီဖြစ်ကြ ောင်းတိရသည်မြို့ထဲကတော့ရှောင်းနာရီရှိတယ်လာရှိုးဆောင်ကျဲနတ်လံဘက်အချို့ကတီဘောတတာကိုကန့်ရှိတဲ့ဘက်မြို့ဟောင်းတန်ဆောက်မိန်ကုံးတာဘက်တွေရှောင်းကြတယ်ဟုမြို့ခံတဦးကပြောသည်မြေပြင်တက်များတီဘောတို့ဝင်ရောက်နိုင်ရန်စစ်ကောင်စီ၏လေတပ်ကဆယ်နှစ်ဖြစ်ရမှန်နေကဘုံများကျဲချခဲ့ရာကြောင့်ပဲဘက်အထွတ်တီဘောမြို့ပြင်တိုးကိတ်အောက်မန်ဟဲကြီးရွာအုပ်စုဖြစ်သည့်ခါလိန် မန်ဟဲဂေါ်ရန်စသည့်ရွာများလွယ်မုတ်တောင်တဝိုင်းမြို့ပြင်တိုးကိတ်ဝင်းကျင်နှင့်နန်ဟူးနှဲ့ရွာနာတဝိုက်တို့ဘုံများပြားကျဲချခဲ့ကြောင်းဒေသခံများနှင့်စပင်ဖိုကယမန်နေ့ညနေပိုင်းကပြောသည်